အခုမဲတော့ကြောင်းကိုဖာသာနော်မင်းညရစဉ်းစားပြတော့နော်ဖာသာလေးပါဖာသာကိုယူခိုင်းတဲ့ချိန်မှာအခုလည်းမောင်းလာပြီဆိုတော့နော်လူတွေတွေလည်းပြန်ဖို့ခက်တဲ့အတွက်ဖာသာနေပြတော့နော်ဒီမဲတော့ရဲ့ဘဝအစနဲ့အဆုံးကိုပြောမယ်မဲတမိုင်းတင်တဲ့ချိန်မှာနော်ဘယ်လူကြီးကဘယ်မှာမွေးဖွားလဲတက်ကြီးဘယ်လောက်မှာဘယ်ချိန်မှာတည်လဲဆိုတာအများကြီးသင်ရတယ်မလားမဲတော့ဘဝကြ ကျမ်းစာမှာသူဟာသခင်ယေရှုနဲ့ပတ်သက်တဲ့ခြင်းအားစပြီးတော့နောက်ဆုံးအချိန်ကြီးဖာလာပြောမယ်။မွေးတဲ့ကိနဲ့တေကိတေတဲ့ကိမပြောဘူး။ပထမဆုံးမေတော့အကြောင်းကိုကြားခဲ့တာကရှင်လူကာအခန်းကြီး1 26နဲ့38ဖတ်ကြည့်ပါနော်။ကျမ်းစာရှင်မှတ်ထားလိုက်။ရှင်လူကာ1ငယ်26 38မမေရီနော်မာရီယာဆိုတဲ့နာမည် နဲ့မဖော်ပြခင်ကညာပြိုအားတဲ့ဖျားသခင်ကတမန်တော်ကြီးဂါဗီယယ်ကိုဆေလွတ်တယ်။နာဇင်းမြမှာရှိတဲ့အပျိုကညာစီအပျိုကညာ၏နာမည်ကမာရီယာဖြစ်တည်းအပျိုကညာနဲ့ဆိုကျောင်းသားသူကဖျားသခင်ကိုလုံလုံလျားလျားအနံ့ပူဇော်ထားတာတချို့လဲမင်းမယ်ဂျိုးဆက်နဲ့နော် ထင်းမြန်းထားတဲ့အပြုကညာဟာဘယ်လိုလဲထင်းမြန်းထားတဲ့ဆိုမင်္ဂလာဆောင်တော့မှာဟုတ်တယ်မင်္ဂလာဆောင်မှုရန်စေစားထားပြီးသားအဲ့ဒီခေတ်ကသမီးအပြုကညာတွေကနော်မင်္ဂလာဆောင်သည်ဖြစ်စေမဆောင်သည်ဖြစ်စေယောက်ျားကောင်းကြောင်းနဲ့စေစားလမ်းကြောင်းထားရတယ်နော်စေစားလမ်းကြောင်းထားရတယ်အဲ့လိုအားဖြင့်ဒီအပြုသမီးကညာတွေကပိုးလုံးချုံတယ်သူတို့မှာဆောင်းဆောင်မဲ့ ။နေရပြန်ကိုရံတော့တတ်မှုရှိတယ်။အာကူရမယ်လို့။သူများနဲ့မဆိုင်တော့သူတို့ဘယ်သူမှလာမနောက်ရှောက်ဘယ်သူမှလည်းလာမတောင်းတော့အဲ့ဒီတော့ကြာအဲ့တော့ဂျိုးဆက်ဆိုတဲ့ just man ကျမ်းစာမှာ just man ကျောင်းမတော်ဆိုအကောင်းဆုံးစုဒါချင်းမွန်းခြင်းပဲ justice အဲ့ဒီတယောက်ထိန်းထားတဲ့တမီးအပြိုမာရီယာထား ကာပြေလို့ဘာအတွက်လဲလူတွေကိုကယ်ဆယ်ဖို့ရလူတွေကယ်ဆယ်ဖို့ရဘုရားကသူ့တားတော်ကိုဆယ်လို့မယ်တားတော်ကဘုရားထာဝရကရှိပြီးသားဒါပေမဲ့လူစားကြည့်ယူဖို့ရအမျိုးသမီးကညာရဲ့ဝမ်းထဲမှာကိုဝင်လွယ်ရမယ်ပြိတ်တွေဆွဲယူရမယ်အဲ့ဒါလူဟာပဲပြီးနိုင်တယ်သူကချွတ်ပြောင်းပါဘုရားသခင်ကတကိုးကြည့်တာပဲလူရောင်ဖန်ဆင်းပြီးတော့လာပြီးတော့ကက်တင်လဲရတာပဲ ဖေတလုံးပိုင်းရှင်เนาะငါခွန့်လွတ်တယ်ဆိုပြီးတာပဲသူအဲ့ဒီလမ်းမှာလိုက်ခဲ့ဘူးငါတို့လိုလူသားတိလူသားပြီပြီဖြစ်ဖို့ရလူသားအမေဆီယနေမွေးဖွားလာတယ်သူမှလူသားဖခင်မရှိဘူးဝိညာဉ်တော်ဖျားရတကူနဲ့အဲ့ဒါတွေအားလုံးရှင်လူကအခန်းကြီး26 38မှာတွေ့လိမ့်မယ်အရှိကြီးပဲเนาะနောက်ဆုံးမေတော်ကလည်းမာရီကလည်းပြောတယ်မေတော်မဖြစ်ခင်เนาะဘယ်လိုဖြစ်နိုင်မလဲကျွန်မ အဖျိုးကညာဘယ်လိုကိုဝင်လွယ်နိုင်မလဲမကြောင်းနဲ့ဝိညာဉ်တော်ဖျားဖန်တီးလိုက်မယ်အဲ့လိုရှင်းပြတဲ့ရှင်မမာရီယာကလက်ခံလိုက်တယ် fear ကျွန်မဒီသာဝရဖျားတဲ့အစေခံမှဖြစ်ပါသည်အရှင်ဖော်ပြသည့်အတိုင်းအရှင်စကားအတိုင်းဖြစ်ပါစေတော့ဆိုတဲ့ချာဆပ်တော့သူကမေတော်ဖြစ်လာပြီမာရီယာမဟုတ်တော့တခေစင်းနဲ့ပတ်သက်သွားပြီး တကယ်စင်းနဲ့ပတ်သက်တဲ့အတွက်တကယ်စင်းနဲ့ပတ်သက်သမျှရှိသမျှမေတော်နဲ့မကင်းဘူး။ဒါမှမဟုတ်ယဟန်တာနော် sister sian yete 73ရာစုကဘာနဲ့ကတော့ပြောလဲ။ De Maria num quam satis regarding Mary never enough ပြောလို့မကုန်သုံးလို့မခမ်းနိုင်တဲ့အရာဖြစ်သွား။ဘာဖြစ်လဲ။မေတော်မာရီယာလူသားနေမဟုတ်ဘူး။ဖယားစီမံနဲ့ဖယားကရွေးလို့ဖယားစီမံခင်းနဲ့သူကဖြစ်လာလို့ငါတို့ကသူ့ကိုယူသေးတာ။ဖယားရဲ့အမိလည်းဖြစ်လို့ ဖရားမေဆိုပါလေသူကခမည်းတော်ဖရားသာဝရဖရားရဲ့အရင်တည်တာလားဒီဖရားဒီသာဝရဖရားကိုမွေးဖွားပေးတာလားမဟုတ်ဘူးဖရားမေတော်ဆိုသူလူစားတီးပေးတဲ့ဒုတိယပုဂ္ဂိုလ်သားတော်ဖရားရဲ့အမေဖြစ်လို့ဒုတိယပုဂ္ဂိုလ်သားတော်ဖရားယေရှုကဖရားသခင်အဲ့တော့သူကဖရားမေတော်အဲ့ဒီသဘောတိုင်းတို့နားလည်ရမယ်နော်အဲ့တော့မေတော်ရဲ့အစခရိယတမန်မှာဝင်လာပြီ ပထမဆုံးခရိယပထမဆုံးယုံကြည်သူပထမဆုံးဖရာကိုအနံပြီးတာအပြိုကညာရှင်ဖြစ်တော့ဖရာကအပြိုကညာရှင်ဖြစ်လဲမပြည့်ရဘူးမိခင်လည်းဖြစ်ရမယ်ဆိုတဲ့ဂုံတိတ်ခါနှစ်ခုကိုပေးတာကဘာမှာဒီအမျိုးသမီးတယောက်ပဲရှိတယ်မွန်မြတ်သောအမျိုးသမီးဟောဖရန်စစ်ကန်ဘုန်းတော်ကြီးပါရေးထားတယ်ဘာသာပြန်ထားတယ်စုံရင်းနဲ့ဒုတိယဗက်တီကန်မတိုင်ရပါပဲဒုတိယဗက်တီကန်အတိုင်းပဲနောက်ဒီမှာ ယုတ်တိရှိရှိနဲ့ရှေးတွန်းတက်တဲ့အပြင်နှုတ်ကပတ်တော်ဘယ်လိုလာလဲကြားစာနဲ့ဘယ်လိုပတ်သက်လဲခရစ်တော်နဲ့ဘယ်လိုပတ်သက်လဲအသင်းတော်ဘယ်လိုတုံတင်လဲရှေးတွန်းတက်တရားဘယ်လိုလဲဆိုအာလုံးစီလောစာရေးထားတဲ့စာအုပ်ဖြစ်တယ်မေတော့အကြောင်းစုံလင်းတယ်ဆိုပထမကတော့ရှင်ဒုက္ခခန်းကြီး26 38နောက်ဆုံးကပါလေရှင်ယောဟန်အခန်းကြီး၁၉ 25 29 so saint john chapter 19 verses 25 to 27 aima now so the god is crypto kuno kuno kun mo mo cha ge no kun a me ro ne sai ne ma te yin ho pyo ge da so tait tan mo shi de no ha nga a me ma te yin dilo pyo da de nga a phi ji san da a yan tan mo shi de saka de takhin so ma te yin ba pyo le tu su kaung de te ro me no le ai pi lo chou sa pi lo မေတော့တွေ့သူအချက်ဆုံးမေတော့အချင်းမျိုးသမီးဒီမှာတင့်သားကိုကြည်ပါယောဟန်ဝန်ညွန်းနဲ့နောက်ယောဟန်ပဲလဲတင့်အမေကိုကြည်ပါနောက်ဆုံးအမွေပေးခဲ့တယ်ယောဟန်ကတမန်တော်ထဲမှာတပါးတဲ့ခရစ်တော်ကတဲ့အောက်မှာရပ်နေတာမေတော်ရဲ့ယောဟန်ရဲ့အဖြစ်တဲ့မာဒလင်နာပြောင်းလဲသွားတုံးရောက် ဲ့တော့သခင်ယေရှုရဲ့နောက်ဆုံးအမွေနဲ့ထားခဲ့တာမေတော့ကိုတမန်တော်ကြီးစောင်းစောင်းရှောက်ဖို့ရာအသင်းတော်ကိုယ်စားလှယ်စောင်းရှောက်ဖို့ရာဒီသားလည်းမေတော့ကိုမိမိအိမ်သို့ခေါ်ဆောင်သွားတယ်ကျွေးမွေးစောင်းရှောက်တော်မူတယ်ဆိုတဲ့စကားနဲ့ခရစ်တော်ရဲ့ဘဝအနိဂုံးချုပ်ခဲ့တယ်အစမှာဘုရားစီမံကိန်းနဲ့မာရီယာရွေးလိုက်တယ်အဆုံးမှာမေတော်ဖြစ်အသင်းတော်ကိုကြည်ဖို့ရာတမန်တော်တို့ကြည်ဖို့ရာ မဲတော်ဆက်လက်ပြီးတော့အမေနေရာယူတယ်ဟက်မိုင်းမချင်းကိုလုံနေပါလေအဲ့ဒါဘယ်မှာတွေ့ရလဲဒီတမန်တော်ကြီးဝိထုမှာနော်အခန်းကြီး14မှာဘာတွေ့ရဆိုအတင်းတော်မှာနော်120ယောက်ရှိတယ်အဲ့ဒီမှာယေရှုမဲတော်မာရီယာနဲ့အတူတပည့်တော်များရှိကြတယ်သူတောင်းနေပြောတယ်ဝိညာဉ်တော်ဖျားဆင့်တက်ပြန်မဲတော်ကအတင်းတော်ထဲမှာရှိတယ်မဲတော်ဖြစ်ဆက်လက်လှူရှားနေတယ် ကဘာတဝန်းလုံးမှာနော်ဟောတော့လွန်ခဲ့တဲ့၃နှစ်ကနော်2020နှစ်စက်တင်ဘာမှာအင်တာနက်မှာ access လုပ်လိုက်တယ်အဲ့ဒီမှာတွေ့ရှိတဲ့အတိုင်းနော်လွန်ခဲ့တဲ့၃နှစ်ကကဘာမှာမေရောထင်ရှားပြတာအချိန်အချိန်ပေါင်း386ချိန်ရှိတယ်386ချိန်ထင်ရှားပြတာအဲ့ဒီအချိန်မှာနော်အသင်းတော်အတီးပြတာ40လောက်ကျွန်တော်ကြကိုဒေတာနဲ့ကိုပဲနော်အသင်းတော်နဲ့မဆိုင်လို့ပဲကိုကကို ယုံကြည်ယုံကြည်တာပဲเนาะဟိုယုံကြည်ကြခရိယံယုံကြည်ခြင်းမဆန့်ကျင်ရတယ်ဆိုတဲ့သဘောမျိုးရှစ်ခုကတော့တကယ်ပဲ officially approve by the church အဲ့ဒီမှာ၃ခုကငါတို့ဗမာပြည်လည်းအတိများတယ် God to live me တော့เนาะမက္ကဆီကိုမှာ1531မှာထင်ရှားပြတယ်နောက်ပြီးတော့လူတင်တိပြီမှာ1858မှာထင်ရှားပြတယ်ပြီးတော့1910မှာပေါ်တူဂီပြည်ဖက်ဂျီမာမှာထင်ရှားပြတယ်အဲ့ဒီ၃ခုက လူတိုင်းသိကြတယ်။ဘယ်မှာပဲချင်ရှားပြပြမေတော်တောင်းဆိုတာဆူတောင်းပါဖះကိုမပြစ်မှားပါနဲ့တော့ငင်းချမ်းချင်းကြွဆူတောင်းပါစေပရီစိတ်ပါစေပရီဆိုလို့စေပရီဟာ is an evangelical prayer ဧဝံဂေလိကျမ်းစာနဲ့ပတ်သက်တဲ့ကျမ်းစာနဲ့ပတ်သက်တဲ့မြတ်တာဖြစ်တယ်။ကောင်းကင်ဝင်တဲ့မြတ်တာယုံကြည်ခြင်းမြတ်တာခမည်းတော်သားတော်နော်ကားတိုင်းခရစ်သူအမတ် နောက်ခမီးတော်တာရတဆင်းရောဖျားဘုန်းတော်ကတော်ရှိပါစေပုဂ္ဂိုလ်တော်တူသူဖျားပြီးတော့နင်းနေဘွေရာချက်ကြလဲကျန်းစာလာတဲ့အရာတွေဂုံကျေးဇူးမြတ်တာပထမပိုင်းကခုနရှင်လူကကျမ်းအခန်းကြီး26 38ဖတ်မယ်ဆက်ဖတ်မယ်ဆိုရင်အလိဇဘက်ကနေပြီးတော့မေရော့ကိုလည်းသုံးဆက်တဲ့စကားတွေပထမပိုင်းကကျမ်းစာမှာပါတဲ့ကျမ်းစကားတွေကြီးပဲဒုတိယပိုင်းသာအရေးကြီးတာငါတို့အခုနဲ့တေဂန်ကြီးမှာကဲတင်ချင်းရဖို့ရာ မေတော့သားတော်ယေရှုလို့ခေါ်တယ်ယေရှုသာကယ်တင်ရှင်မိမိလူမျိုးကိုအပြစ်မှကယ်တင်မဲ့လူအဲ့ဒီတွေ့အခုမှဆိုရင်တေဂာနီမှာအပြစ်ရှိကျွန်တော်တို့ဘောဆူတောင်းပြတော်မူပါအာမင်အဲ့ဒါလေးပဲအသိတော်ထဲလိုက်ကျန်တာကကျန်းစံနဲ့ပတ်သက်တာကြီးပဲအဲ့တော့ဒီနေ့ဖာသာပြောကျင်တာမေတော့ကိုကိုးစားခြင်းဟာဖျားသခင်ရဲ့ရွှေစေးအကြံစီတော်နဲ့ညီညွတ်တယ်မေတော့ကိုကိုးစားရင်ခရစ်တော်နဲ့မဝေးဘူးမေတော့က ဖျားသခင်ဆိုလူတွေပို့ဆောင်ပေးတယ်ခရစ်တော်ဖျားစီထံလဲသူကနေပြီးတော့ဆောင်ကျင်းပေးတဲ့အမျိုးသမီးဖြစ်တဲ့အတွက်မယ်တော်ကိုဆက်လက်ပြီးတော့ကုစားတော်ကြဆို့